းထက်ငယ်သူစောင်းလျှောက်ကိုချစ်စုတို့မိသားစုမှာဖဖေးနဲ့မေမေကအလုပ်လုပ်ပါတယ်။အလုပ်မသွားခင်မနက်စာချက်ပြုတ်ရမှာ အကိုကြီးနဲ့မမလေးကဖဖေးနဲ့မေမေကိုဝိုင်းကူလုပ်ပါတယ်။ပြီးမှကျောင်းသွားဖို့အတွက်ကိုပြင်ဆင်ကြတယ်။မမလေးကချစ်စုကိုရေချိုးပေးတယ်၊တနခါလိမ့်ပေးတယ်၊ကျောင်းဝတ်စုံဝတ်ပေးတယ်။မောင်နှမ၃ယောက်တူတူကျောင်းသွားကြပါလေ။ အကိုကြီးကချစ်စုရဲ့ပစ္စည်းတွေကိုကူတယ်ပေးတယ်။တတိထားပြီးရှောက်ကြနော်။ချော်လဲကြမယ်လို့တတိပေးလေးရှိတယ်။ကျောင်းသားရောက်လို့လမ်းဖြတ်ကူးတဲ့အခါမှာလေအကိုကြီးနဲ့မမလေးကချစ်စုကို အလေကထားပြီးလက်တွဲခေါ်ယူလေးရှိပါတယ်။ချစ်စုတို့အသင်းတာဝန်ကျတဲ့နေ့တွေမှာအကိုကြီးနဲ့မမလေးကချစ်စုကိုကျောင်းပေါင်းဝမှာစောင့်ပေးတယ်။ပြီးမှအတူတူအိမ်ပြန်လေးရှိပါတယ်။ ညနေပိုင်းအားလဲချိန်နေမှာချစ်စုတို့မောင်နှမ၃ယောက်အတူတူကစားကြတယ်။ကစားတဲ့အခါတိုင်းချစ်စုအနာတရမဖြစ်အောင်မထိခိုက်အောင်အကိုကြီးနဲ့မမလေးတို့ကဂရုစိုက်ကြပါတယ်။ကျောင်းစာတွေလုတ်တဲ့အခါချစ်စုနားမလဲတဲ့စာတွေကိုအကိုကြီးနဲ့မမလေးကကူညီပြီးရှင်းပြပေးတယ်။အကိုကြီးနဲ့မမလေးတို့ဂရုတဆိုင်ဆောက်ရှောက်တာတွေကိုအတူယူပြီးအတန်းငယ်တဲ့မောင်လေးညမလေးတွေကိုချစ်စုကကျောင်းမှာပြန်ပြီးဂရုတဆိုင်ဆောက်ရှောက်ပေးပါတယ်။ င်္ဂလာပါ နားမလည်လိုက်တဲ့ចောင်းစာတွေကိုပြန်ရှင်းပြပေးဖို့ဂိုက်တယောက်လိုနေပြီလားဒါဆိုသူခမိုင် app ရှိရယ်နော်နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးမယ်အချိန်လေးရှိနေမယ်သူခမိုင်ကြီးပေါ့ဘယ်အချိန်မဲလေ့လာလေ့လာသူခမိုင်ကြီးကစာတွေကို24နာရီအချိန်ဖြည့်ရှင်းပြပေးဖို့အသင့်ရှိနေမှာပါသူခမိတ် app မှာဆိုရင်သင်ရိုးညွှန်းတဲ့အတိုင်းသင်ခန်းစာတွေကိုသင်ကြားပြသပေးထားလို့တသားမမီးတို့စာရီမလိုက်နိုင်မှာစိတ်ပူစရာမျိုးတော့ပါဘူး ကဲဒါဆိုចောင်းစာရီအတွက်စိတ်ညစ်နေအောင်မလားအနိုင်ဆုံးစေးနှုန်း3600ကျပ်ကနေစတင်ဝယ်ယူနိုင်ပြီး iOS Android version နှစ်မျိုးစလုံးကနေ free download ရယူနိုင်ပါတယ် website link ဆိုရင်တော့ www.tukhamain.com ကနေဝင်ရောက်လေ့လာလို့ရပါတယ်ကဲ tukhamain application ကို အခုပဲ subscribe လုပ်လိုက်တော့နော်